မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့ထပ်မံ PRP ဂျောင်းဝင်မှုကြောင့်ဂျပန်စစ်ကောင်စီနဲ့ TNL ဂျာအခုအောက်ကလအတွင်ထပ်မံတွေ့ဆုံမှာဖြစ်ပြီးပြည်သူလူထုဘက်ကနေ TNL ကရက်တီဆွေးနွေးတော့မှာဖြစ်တယ်လို့ TNL ပြောရဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်ပြင်းပြင်းနဲ့မြောက်ရီမြို့နယ်က DKPA စီရေချုပ်ဘူစောစိန်ဝင်းရဲ့ဝေါ်လီမှာရှိတဲ့နေအိမ်ကိုဂျပန်စစ်ကောင်စီတပ်က drone နဲ့ဘုံပြန်ကျဲသွားမှုကြောင့် နေအိမ်မှာပျက်စီးသွားပြီးစစ်တပ်ကသူတို့ဘတ်တော်သားမဟုတ်တော့ရင်သူတို့ကိုမကူညီရင်ရန်သူလိုတတ်မှတ်တိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်နိုင်ငံရဲ့ထပ်မံဖိအားပေးကြားဝင်မှုကြောင့်အကြပ်ဖက်စကောင်စီနဲ့ TNL ကြားအခုဩဂုတ်လအတွင်းထပ်မံတွေ့ဆုံမှာဖြစ်ပြီးပြည်သူလူထုဘက်ကနေ TNL ကရက်တိဆွေးနွေးသွားမှာဖြစ်တယ်လို့ TNL ပြောရေးစုခွင့်ရှိသူလွေးရီဦးကပြောပါတယ် ဒါကူတော့ဒီကနေ့ဩဂုတ်လ5ရက်နေ့မှာပြုလုပ်တဲ့ TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကိုတိုင်ပြောသွားတာပါလက်ရှိနောင်ချုံမြို့ကို TNL ကလက်လွတ်ပေးပြီးတဲ့နောက်ဒီမနိုင်ငံဘက်ကထပ်မံဖိအားပေးကြားဝင်လာပြီးစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ပြောဆိုလာသလိုစစ်ကောင်စီဘက်ကလည်း TNL ကနောင်ချုံမြို့ကိုလက်လွတ်ပေးထားတာတော့နောက်ထပ် TNL သိမ့်ပိုက်ထားတဲ့မြို့တွေကရသပြည်သူတွေကိုပိတ်မထားပြီးလေနဲ့ဘုံကျဲဓာတ်တွေလက်နက်ကြီးပစ်ခတ်ဓာတ်တွေတောက်လျှောက်လုပ်နေတယ်ဆိုပါတယ်လက်ရှိ TNL ဘက်ကတော့ တရုတ်နိုင်ငံရဲ့ထပ်မံကြောင်းဝင်လာမှုကြောင့်စစ်ကောင်စီနဲ့အခုအောက်ဂူလာမှာထပ်မံတွေ့ဆုံဖို့ရှိပြီးဘယ်နှစ်ဘယ်ရက်ဖြစ်မယ်ဆိုတာကိုအတိအကျမသိသေးသလို DNL အနေနဲ့ကတော့အဲ့ဒီတွေ့ဆုံမှုမှာအဓိကပြည်သူလူထုဘက်ကပဲရက်တိဆွေးနွေးသွားမှာဖြစ်တယ်လို့ DNL ပြောရေးဆိုခွင့်ရှိသူလွိယီဦးကသတင်းစာရှင်းလင်းပွဲမှာအတိအပေးပြောဆိုသွားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကင်းပြည်နယ်မြဝတီမြို့နယ်က DKPA စည်ရေးချုပ်ဘိုးစောစိန်ဝင်းရဲ့ဝေါ်လီမှာရှိတဲ့နေအိမ်ကို အဂျပန်စကောက်စီတက်က drone နဲ့ဘုံပြန်ကျင်းသွားမှုကြောင့်နေအိမ်မှာပျက်စီးသွားပြီးစစ်တပ်ကသူတို့ဘတော်သားမဟုတ်တော့ရင်သူတို့ကိုမကူညီရင်ရန်သူလိုတတ်မှတ်တက်ခိုက်တဲ့သဘောပဲလို့ကရင်စစ်ရေးတရင်ရှင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်ကလ3ရက်နေ့ကပဲကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်က DKBA စစ်ရေးချုပ်ဘိုးစောစိန်ဝင်းရဲ့ဝေါ်လီမှာရှိတဲ့နေအိမ်ကိုအဂျပန်စကောက်စီတက်ကအသေးကန် drone နဲ့လာပြီးဘုံပြန်ကျင်းသွားမှုကြောင့် DKBA စစ်ရေးချုပ်ဘိုးစောစိန်ဝင်းရဲ့နေအိမ်နဲ့ကားကူတောင်မှပျက်စီးသွားခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုစကောစီတက်ရဲ့လှုပ်ရဟာသူတို့စစ်တပ်နဲ့အစင်ပြေခဲ့တဲ့လက်နက်ကင်အဖွဲ့တွေကိုလည်းသူတို့ဘတ်တော်သားမဟုတ်တော့ရင်သူတို့ကိုမကူညီရင်ဘယ်အဖွဲ့မဆိုရန်သူလိုတတ်မှတ်တိုက်ခိုက်တဲ့သဘောပဲဖြစ်တယ်လို့အဲ့ဒီလိုစကောစီဘက်က DKBA စီးချိုဘိုစောစိန်ဝင်းရဲ့နေအိမ်ကို drone နဲ့ဘုံပြန်ကျဲသွားမှုကြောင့် DKBA တပ်ဘက်ကလည်းအတိုင်းတာတစ်ခုအထိတက်လန့်ထားတာတွေလှုပ်လာတယ်လို့ DKBA ပြမတက်ရဲ့သဘောထားကတော့တရားဝင်တက်တက်ကွက်ကွက်ထုတ်ပြန်ကြေညာတာမျိုးမလုပ်သေးဘူးလို့ကင်းစီရဲ့တည်င်းအရှင်မြစ်ကပြောထားပါတယ် လက်ရှိမှာလည်း DKPA တပ်တွေစုမှုထိန်းချုပ်ထားတဲ့ကြောက်ခတ်လူနေရာမှာလည်းလုံခြုံရေးအရာစိုးရိမ်စရာဖြစ်လာပြီးအဓိကစစ်ကောင်စီဘက်ကသူတို့ရဲ့နေဆက်စခန်းတွေဆုံးရှုံးနေရတော့ရှုံမဲ့မဲ့ပြီးအကုန်ပတ်ရမ်းလာတဲ့သဘော ဖြစ်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကတုံ့တက်ပြောဆိုထားပါသေးတယ်။တစ်ဖက်မှာလည်းကင်ပီနယ်မှာရှိတဲ့ထမ်းမြေမှာနေဆက်ကစစ်ကောင်စီတပ်စခန်းတွေကိုကိုဗစ်ကူသိမ့်ပိုက်နေတဲ့ GNLPD ရဲ့ပူးပေါင်းတပ်တွေဟာ နောက်ဆုံးလက်ကျန်စစ်ကောင်စီတပ်စခန်းတဲကဝေါ်လီဗျူဟာဂုံးစစ်တပ်စခန်းကိုပါပိတ်ဆို့တက်ခိုက်နေပြီးစစ်ကောင်စီဘက်ကမြေပြင်ကနေစစ်ကူမပေးနိုင်တော့ပဲလေနဲ့သာလက်နက်ရစ်ခါဒီချပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မကွေးတိုင်းကအောင်လန်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့ရမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတောက်တောက်ကိုများနေပြီးအထိနာနေကြသလိုသူတို့စစ်သားမသားအလောင်းတွေကိုလာတဲတဲ့စစ်ရင်တန်းမှာတော်လန်ရေးတပ်တွေရဲ့တိုက်ခိုက်ခြင်းမှုကိုခံနေရတယ်လို့ပုံနောက်ဝတီ PDF တက်ရတာဝန်ရှိသူတို့ကရှင်ကုန်ကစ်တစ်ကိုပြောပါတယ်ဒါကတော့ဇော်လန်လအကုန်ပိုင်းကစပြီး မကွေးတိုင်းကအောင်လံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကစစ်ကြောင်းတလျှောက်ဝိုင်းဝန်းတက်ခိုက်ချင်းမုံနေရမှာဘန်ကုံတနုံမြောင်နဲ့ကိုင်းပင်လမ်းပိုင်းတွေမှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတေတဲ့သူတွေတော်တော်ကိုများနေကြသလို ဒဏ်ရာရတဲ့သူတွေနဲ့ပါစစ်တပ်ကတော်တော်ကိုအထိနာနေပြီတိုက်ပွဲအတွင်းသိကုံကြတဲ့သူတို့စစ်သားမသားအလောင်းတွေကိုကားတွေနဲ့လာတဲတော့လေအဲ့ဒီစစ်ရင်တန်းကိုပါတော်လိုင်းတပ်တွေကတိုက်ခိုက်ချေမုန်းနေတဲ့အထိနှစ်ဖက်စစ်ရေးတင်းမာနေကြတယ်လို့ပုံနောက်ဝီပီဒီအက်တက်ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ကချင်းပြည်နယ်မိုးကောင်းမြို့နယ်မှာအချက်ဖက်စကောက်စီလက်အောက်ခံ SNE တက်နဲ့ပြည်သူစစ်အဖွဲ့တွေတဆွဲထားတဲ့အင်ဂျင်ကုန်းကျေးရွာကို တော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်တလောက်ခန့် SNL ဘက်ကရရှိနှုတ်ဦးအပါဝင်6ဦးကတော့အသေးသေးတိတ်ကုန်ကြပြီလို့ဟိုပင် KPD ရဲ့တပ်ဖွဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ၁ရက်နေ့ကပဲကချင်ပြည်နယ်မိုးကောင်းမြို့နယ်ကအင်ဂျင်ကုန်းကျေးရွာမှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ SNL တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေကိုဒေါ်လာရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမိုးရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲအတွင်းအချက်ဖတ်စစ်ကောင်စီတပ်လက်အောက်ခံ SNI ဘက်ကရရှိ2ဦးအပါဝင်6ဦးကတော့အသေးသေးသေကုန်ကြတဲ့အပြင်နောက်ထပ်12ဦးကဒဏ်ရာရရသွားကြပြီးဒေါ်လန်ရေးရစ်ပေါ်တူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ဟူပင် KPD ရဲ့တပ်ဖွဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ တရင်တိုင်းတိုင်းတည့်ချောင်းမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့ခလာရ403တရင်ကစစ်ကောင်စီတပ်သားမောင်မင်းစိုးနဲ့မောင်စောစောဆိုသူတို့နှစ်ဦးဟာလက်နက်နဲ့အတူတော်လိုင်းတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြပြန်တယ်လို့ GNU ဗိတ်တော်ဝဲခရိုင်ပြည်သူ့ဆက်ဆံရေးနယ်ပညာရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဩဂုတ်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရင်တိုင်းတိုင်းတည့်ချောင်းမြို့နယ်မှာအခြေစိုက်ထားတဲ့အချက်ဖက်စကောင်စီရဲ့ခလာရ403တရင်ကစစ်ကောင်စီတပ်သားမောင်မင်းစိုးနဲ့မောင်စောစောဆိုသူတို့နှစ်ဦးဟာ သူတို့ကန်ဆောင်တဲ့လက်နက်ခဲယံကိုစီးနဲ့အတူ GNND တပ်မဟာလေတရင်စနစ်စီကိုထွက်ပြေးလာပြီးအလဲဝင်ရောက်လာကြတယ်ဆိုပါနဲ့အဲ့ဒီလိုအလဲဝင်လာတဲ့စစ်ကောင်စီတပ်သားမောင်မင်းစိုးနဲ့မောင်စောစောဆိုသူတို့နှစ်ဦးဟာသူတို့အရှိမအရင်အလဲဝင်သွားတဲ့တပ်သားမောင်ကျော်ကျော်ရဲ့ချိတ်ဆက်ကူညီမှုနဲ့ထပ်မံအလဲဝင်ရောက်လာကြတာဖြစ်တယ်လို့လက်ရှိမှာ တို့နှစ်ဦးစလုံးကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောင်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေလဲချင်းမြင်ပေးထားပါတယ်လို့ GNU ဘေးတဝဲခိုင်ပြည်သူဆက်ဆံရေးနဲ့ပြည်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမြင်းမှုမြို့နယ်မှာအချက်ဖက်စစ်ကောင်စီရဲ့ဂွေးပင်တော်တပ်စခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကကြပြတ်တက်ခိုက်ချင်းမှုအတွင်းစစ်ကောင်စီတပ်သားတအူးကတော့နေရာမှာရင်ပွဲချင်းပြီးကိုတိတ်သွားပြီးတဲ့နော် ကျန်တဲ့စစ်သားတွေဟာအနီးနားကဘုံကြီးကျောင်းထဲဝင်ပြေးသွားကြတယ်လို့မွန်ရွာခဲအမှတ်၁၁ PDF တရင်ရဲ့တာဝန်ရှိသူတူကရှင်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြင်းမှုမြို့နယ်ဂွေးပင်တော်ကျေးရွာကအချမ်းဖက်စစ်ကောင်စီတပ်ကိစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရဲတပ်တွေကစင်နှက်ကောင်ဘုံကြီးကျောင်းအနီးအရောက်မှာဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတအူးကတော့နေရာမှာရင်ပွဲချင်းပြီးကိုတိတ်သွားပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေဟာ အနီးနားကစင်နကောင်ဖုံကြီးချောင်းနဲ့ဝင်ပြေးသွားကြတယ်လို့မုံရခိုင်အမှတ်၁၁ PDF တက်ရင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းကတာယာဝတီအကျဉ်းတော်မှာနိုင်ငံရေးအကျဉ်းသားတွေကိုအကျဉ်းဥစည်းဌာနကနေလက်သက်မွေးထားတဲ့ရာဇဝတ်အကျဉ်းသားလူသက်တရခန့်ပြူးကြီးဆိုသူကချိန်ချောက်ရိုက်နှက်မှုတွေလုပ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိအဲ့ဒီတာယာဝတီအကျဉ်းတော်က လူတည်ရခက်အကျဉ်းသားပြူကြီးဆိုသူဟာထောက်အနာပိုင်းတွင်နဲ့ပေါင်းပြီးနိုင်ငံရေးအကျဉ်းသားတွေကိုရည်ရချက်ရှိရှိပြစ်မှတ်ထားပြီးတော့ရိုက်နှက်နှိပ်စက်တာတွေအပြင်အသက်အန္တရာယ်ကိုပါဤအမျိုးမျိုးနဲ့ချင်းချောက်တာတွေလုပ်နေတယ်ဆိုပါတယ်အကျဉ်းတော်ထဲမှာလည်းအဲ့ဒီလူတက်တရခံပြူကြီးကိုတိုင်ထောင်အနာပိုင်းတွေအတွက်လူတက်ပေးဖို့အသင့်ရှိတယ်ဆိုပြီးကြွေးကြော်နေသလိုထောင်အနာပိုင်းတွေကိုစန့်ကျင်တဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့အသက်ရှင်တန်ခွင့်မပေးဘူးဆိုပြီးတော့ပါချိန်ချောက်ပြီးတော့ရိုက်နှက်တာတွေလုပ်နေတာတော့ထောင်အနာပိုင်းတွေကအဲ့ဒီပြူကြီးကိုအေးအေးယူဖို့မရှိပဲ ထောင်အာဏာပိုင်တွေကိုယ်တိုင်ကအဲ့ဒီလူတက်တရခံပြူကြီးကိုရည်ရွယ်ချက်ရှိရှိလက်သက်မွေးထားပြီးနိုင်ငံရေးအကျဉ်းသားတွေကိုတမင်တကာဖိနှိပ်ခိုင်းထားတာဖြစ်တဲ့အတွက်ဒီလိုကျူးလွန်တဲ့သူတွေနဲ့ခိုင်းစေသူတွေပါမကြမ်းနောက်တစ်ချိန်ကိုယ့်ရဲ့ပြစ်မှုတွေအတွက်မဖြစ်မနေတာဝန်ယူရမှာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ